ငပလီကန်းကြီဟာကမ္ဘာအလှဆုံးကန်းကြီစီးရင်မှာတစ်ခုအပါဝင်ဖြစ်ပါတယ်။အခုဖော်ပြထားတာကငပလီကန်းကြီရဲ့ဒီရေကြရက်နဲ့ရေကြချိန်မှာမြင်ရတဲ့ရေအောက်ကမြင်ရခဲ့တဲ့ကြောက်ဆောင်တွေကိုဖော်ပြပေးမှာပါ။ကြောက်ဆောင်တွေကိုမြင်နေရတာပဲဖြစ်ပါတယ်။ရေအောင်မှာဒီလိုကြောက်ပန်းခတ်တွေအများအပြားရှိတာဒီပေမဲ့အခုလိုမြင်ရဖို့တော့ခက်ပါတယ်။ကြောက်ဆောင်တွေပုံမှာ ခယူဂုံစသဖြင့်အကောင်လေးတွေကတ်နေတာတွေ့ရတယ်။ရေကျသွားပြီဆိုတော့သူတို့လေးတွေအသက်ပဲရှင်နိုင်တော့ပါမလဲ။ရေကျချိန်မှာနေဝင်းကြီးကလည်းလှလိုက်တာ။ ရေအောက်မှာနင်းမြုပ်နေတဲ့ကြောက်ဆောင်တွေမို့လို့ချွဲကြည့်နေရပါပဲမနေလန်းရှောင်ရတယ်ကန်းနဲ့တော်တော်လေးလှမ်းနေနေရမို့လို့ပုံမှန်ရေတက်ချိန်ဆိုရင်လူတရက်လောက်ကတော့အသာလေးမြုပ်ပါတယ်သဲတွေကကန်းချီကသဲတွေနဲ့နည်းနည်းကွဲတယ်နူးညံ့ပြီးတော့အဝါရံကိုတောက်နေရပြီအောက်မှာကြောက်ဆောင်တွေရှိသေးတယ် သဲတွေကတဖိတ်ဖိတ်ကိုတောင့်နေလို့တိတ်လှတာပဲ ာကတော့ကြောက်ဆောင်နေကြမှာပဲအနေများတဲ့ငားလေးတွေလीရေအောက်ကျမ်းပြင်မှာအခုလိုပဲကြောက်သားကျမ်းပြင်ကိုတွေ့ရတာပေါ့ရေတိုက်စားလို့ထင်နေကြောက်ဆောင်နေတော့မှကျင်းနေဖြစ်နေတယ်လीကျင်းနေမှာကြောက်တုံးလေးတွေဝင်နေတာတတိတသန့်လူကထဲ့ထားတယ်လို့ပဲနော်လှလိုက်တာ ရေအောက်ကျမ်းမြစ်တနေရာကိုရေကျနေတဲ့အတွေ့မြင်ရတာဖြစ်ပါတယ်။ဒီမြင်ကွင်းကိုမြင်ရဖို့ကမ်းနဲ့တတော်ဝဝေးကိုသွားခဲ့ရတယ်။ရေတက်ချိန်ကိုတွက်ပြီးတော့သွားရက်ရတာ။ရေတက်လာတာကို ကိုကမသိဘူးဆိုရင်တော့ကမ်းကိုလမ်းပြန်လျှောက်တဲ့အချိန်လုံးဝမမိနိုင်ဘူး။ကိုကကမ်းမရောက်ခင်မှာပဲချက်ချင်းမြုပ်သွားမှာ။ဒါကြောင့်ရေတက်ရေကျချိန်ကိုတွက်ချက်ပြီးရိုက်ခဲ့ရတာမို့လို့ကျင်းနေကြလိမ့်မယ်လို့ထင်ပါတယ်။